နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်းဆန်းစုကြည်နဲ့တွေ့ခွင့်မရခဲ့တဲ့အပေါ်မုံရမြို့ကန်ပြည်သူတို့ချို့မကြေမနက်ဖြစ်နေပါတယ်။ဒီသတင်းကိုအောင်ကိုလက်ကပေးပို့ထားပါတယ်ရှင်။နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တောင်းဆန်းစုကြည်နဲ့တွေ့ဆုံမွေးကိုဝင်ခွင့်ကပ်ပြရတဲ့သူတွေသာခမတဲ့ဝင်ခွင့်ရခဲ့ပြီးဝင်ခွင့်ကပ်မရရှိသူတွေကတော့ခမပြင်ပမှာဆောင်ဆိုင်နေခဲ့ကြတာပါ။ဒီလိုဆိုမဲ့ကောအစိုးရကဝေဖန်မဲ့သူတွေကိုပေးမဝင်ပဲအုတ်ချုပ်ရင်းနဲ့နီးစပ်သူတွေကသာခေါ်သွင်းခဲ့တယ်ဆိုပြီးဝေဖန်ခဲ့ကြတာပါတမန်တော်ကြီးပြောလို့ပြောရအိမ်စာမလုပ်လို့နေခံနေရတယ် အဲ့လိုလူတွေလိမ်သိမ်းနေတယ်ဆိုတော့သူလည်းသိမှာပါစီမံခန့်မှန်းမှုအင်မတန်ညံပြင်းနေအုပ်ချုပ်မှုတွေညံ့ညံ့လို့ခုပြဿနာပေါင်း1600ကျွန်တော်တို့စကိုင်းတိုင်းမှာဖြစ်နေပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တောင်းဆိုပါခြင်းဖြစ်ပါတယ်ကျွန်တော်တို့တိုင်းတိုင်းတိုင်းလုံးတိုးတက်ဖွံ့ဖြိုးမှုကိုမြင်ကျင်လို့ဒီသူတရားအောင်နေနဲ့ကျွန်တော်တောင်းဆိုပါခြင်းဖြစ်ပါတယ်ဒါကလေးရောမကြောက်တဲ့ဒေါက်တာမြင့်နိုင်ဝင်းကြီးချုပ်ကိုပြောဒီပြည်ပြည်ရောရုံးနေအာဂရီယောအာဂရီယာဒေါက်တာမြင့်နိုင်ကိုအလုံးလို့ဖို့ စာပေးထားပါလေရပောင်းအလောက်တော့လေးလာကျော်တဲ့အထိအလုံးမလုပ်ဘူးအလုံးမလုပ်တဲ့တော့ကျွန်တော်ဒီမှာလာပြီးတော့မှအမေစုကိုစာပေးဖို့လုပ်တယ်အမေစုကို ပေးခွင့်မရဘူးအားလုံးကလုံးချုံရေးအတွက်ဆိုလုံဝန်းရထားတဲ့အတွက်ဆိုကျွန်တော်စာပေးစုမသိနိုင်ပြန်သွားဖို့ရှိပါတယ်ဘလို့မျိုးမြင်လဲဆိုတော့ညီမခြေစရာမလိုပါဘူးမေခူကြီးကအဲအခြေရာရှိကြီးပါအခြေရာညီမ ီရဖြေကိုတီးပြီးသားပါညီမဖြေပြရမလို့ပါဘူးခမ်းမတော်မှာတင်ပြခွင့်ရသူတွေကလည်း၅လကြာကြာ၆တန်းကလေးတွေပျောက်ဆုံးနေတဲ့ကိစ္စအုပ်ချုပ်ရေးမှူးမြေသိမ်းကိစ္စလန်ဒရာရေရရှိရေးဆေးရုံမိသက်စခန်းစတာတွေကသာတင်ပြဆွေးနွေးခဲ့ကြတာပါရှင်းနေတူကတော့အောက်ခြေထိကွင်းစင်းစည်းစစ်ဖို့တောင်းဆိုခဲ့သလိုအစစ်စစ်လိန်နေကြတယ်လို့လည်းပြောဆိုခဲ့ပါတယ်ဒီနေ့အထိအောက်ကအချက်ကိုလေး လိန်ကြီးရဲ့ဟာလိန်လိန်ကြီးရဲ့ကျွန်တော်ရက်ကြီးကကျွန်တော်တော်တော်ကြားနေတယ်ဒါကောတင်ပြစရာမလိုဘူးတီးပြီးသားဖြစ်တယ်ဝန်ထမ်းကပြည်သူကိုပြည်သူကဝန်ထမ်းကိုစောင်းမြောင်းနေရင်ကောင်းနိုင်မှာမဟုတ်ဘူးလို့နိုင်ငံတော်အတိုင်ပင်ခံကပြောဆိုခဲ့ပါတယ်ဒါအပြင်ဆက်စုနှစ်ပေါင်းများစွာဖြစ်ခဲ့တာကိုတုံးနေနဲ့မပြုတ်ပြစ်နိုင်ဘူးလို့လည်းဆိုပါတယ်ကျွန်တော်တို့ပြည်သူလူထုရဲ့အခက်အခဲတွေကိုသိတယ်မသိတာပဲကျွန်တော်တို့ရဲ့ဝန်ထမ်းဌာနတွေရဲ့အားနည်းချက်တွေကိုလည်းသိတယ်ကျွန်တော်တို့မသိတာပဲ တစ်ပိုင်းနှုတ်ပေါင်းများစွာဆယ်စုတစ်ပေါင်းများစွာဖြစ်ခဲ့တဲ့ကိစ္စတွေကိုသုံးနေတဲ့အလုံးအပြည့်ပြင်ပါဆိုတော့နည်းနည်းတော့ရုပ်တည်မစမ်းဘူး။ဒေါ်ဆန်းစုကြည်ရဲ့မောဟာလူလူတွဲဆုံပွဲမှာတော့တိုင်ကြစာလက်ခံရေးဌာနမှာတိုင်ကြစာမျိုးစုံအဆောင်300ဝန်းကျင် လက်ခံရရှိခဲ့ပါတယ်။ တော့ဖြစ်နေမှာတင်တယ်ကျွန်တော်တော့အဝင်ကြလာတော့ရှိမှာပါနော်အတိအကျတော့ဟိုကျွန်တော်တို့ပြန်စည်ရင်းလောက်အောင်မှာမလို့ကျွန်တော်လောလောဆယ်တိကျပြောလို့မရဘူးဒီဘူးရားမျိုးဘလို့တိုင်ကြစာမျိုးတွေများတာတွေ့ရလဲဗျာဆရာအဲ့လိုမျိုးတော့အတိအကျတော့မသိဘူးပဲကျွန်တော်တို့ကစာအတိအကျဖတ်ကြည့်တာမဟုတ်ဘူးလေကျွန်တော်တို့ကစည်ရင်းမဲယူတာပေါ့လက်ခံတာပေါ့လက်ခံတဲ့ဌာနပဲနိုင်ငံတော်တိုင်ပင်ခံဥဆောင်ပြီးပြည်တော်စုဝန်ကြီးတွေပါဝင်တဲ့၄ရက်တာစကိုင်းတိုင်းခီးစဉ်ကိုမြို့လေးမြို့ကိုတွားရောက်ခဲ့ပြီးခီးစဉ်တချို့ဖြတ်သိမ်းကမောဝမြို့မှာဆုံးသက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်အောင်ကိုလပါ